ထုံဖုံဖရာဗုဒ္ဓကနေခရိယံကူပြောင်းပြီးဗုဒ္ဓပြန်ဝင်ရင်ရမလားဖရာဘာဖြစ်တယ်လဲထုံဖုံဖရာတဲ့ထုံဖုံဖရာဗုဒ္ဓကနေခရိယံကူပြောင်းပြီးဗုဒ္ဓပြန်ဝင်ရင်ရမလားဖရာဘာဖြစ်တယ်လဲထုံဖုံဖရာတဲ့ဘာမှမဖြစ်ပါဘူးကြပါတယ်เนาะ ို့တော်လည်းပဲဒီနေရာမှာပြောစရာတခုရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့တန်ယုတ်တနိကေခန္ဓာဝကတန်ယုတ်ပါဠိတော်ဝကလိတုံမှာမြတ်စွာဘုရားကတရားကိုမြင်မှငါဘုရားကိုမြင်လေလို့အရှင်ဝကလိမထေရကိုဟောကြားခဲ့ပါတယ်အဲ့ဒီလိုဟောကြားခဲ့တဲ့အတွက်ကြောင့်တရားမြင်အောင်အရင်လုပ်ပါတရားမမြင်သေးတဲ့၍ဘုရားအစ်စ်ကိုမမြင်သေးတာကြောင့်ကိုဘာသာဘုရားကပဲကောင်းလို့လို့ဒီဘာသာဘုရားကပဲကောင်းလို့လို့ ਨੇ ဘာသာကူးပြောင်းနေအောင်မှာပဲဖြစ်ပါတယ်။တရားကိုမြင်လို့ဖရာအစ်စ်ကိုမြင်ပြီးဆိုရင်ဘာသာကူးပြောင်းတော့မှာမဟုတ်ပါဘူး။နော်။ဒါကြောင့်တရားကိုမြင်အောင်လဲလုပ်ပါလို့ပြောချင်ပါတယ်။တတိတော်ကတော့တိလစင်ကြယ်နေရင်မဖြစ်နိုင်ဘူးလို့ထင်ပါတယ်ဖရာတဲ့။ဒီမှန်လေးကဖုန်ကြီးတွေကိုဆုံးဖြူစားလို့ရပါသလားဆိုတဲ့မေးခွန်းကိုဖြေထားတဲ့ပို့ထဲမှာလာမှန်ထားတာပါ။ဦးစင်ပြောတာကိုတည်တည်ချာချာလေးနားထောင်စေချင်ပါတယ်။ ဥစဉ်ပြောတဲ့အထဲမှာချစ်လို့ပြူသားတယ်ဆိုတာပါပါတယ်ဆုံးပြူသားတယ်ဆိုတာငုံလို့ပြူသားတာလည်းရှိတယ်လို့ချစ်လို့ပြူသားတာလည်းရှိပါတယ်ချစ်လို့ပြူသားပြီဆိုရင်တိလာရှိတဲ့ယဟန်တော်မှတခါတရံခံရပါတယ်ဘဝတစ်ခုခုကပြည့်ခဲ့တဲ့အကုသိုလ်ကံကအကျိုးပေးလို့ကုသိုလ်ကံမှင်းမြင်ချက်ရောက်နေပြီဆိုရင်တိလာရှိတဲ့ယဟန်တော်မှဘေးပျောကနှောက်ရတာကိုခံရပါတယ် ထင်ရှားတဲ့တာရကတစ်ခုကိုပြရမယ်ဆိုရင်မဟာဝါပါဠိတော်ဘိသဇ္ဇခန္ဓကမှာယဟန်တပါဟာဒီလူတကောင်ဝင်ဘူးတဲ့အတွက်ကြောင့်ခန္ဓာကိုယ်မှာအနာတွေပေါက်ပါတယ်။ဝတ်သားအစိမ်းကိုကျွေးဝတ်သွေးအစိမ်းကိုတိုက်လိုက်မှပဲအဲ့ဒီယောဂါဟာပျောက်သွားပါတယ်။ဒီအကြောင်းအရာကိုဖះရှင်ထံလျှောက်ထားတဲ့အခါမှာမြတ်စွာဘုရားကဒီလူဝင်ဘူးခံရလို့အနာယောဂါဖြစ်ပြီဆိုရင်ဝတ်သားအစိမ်းကျွေးမှဝတ်သွေးအစိမ်းကိုတိုက်မှပျောက်ပြီဆိုပါလား။ ဝတ်သားအစိမ့်ကိုကျွေးစေဝတ်သွေးအစိမ့်ကိုတိုက်စေဆိုပြီးဆွင့်ပြတော်မူခဲ့ပါတယ်။ဒါကြောင့်အကုသိုလ်ကံအကျိုးပေးလို့ကုသိုလ်ကံနှင်းနှင်းချင်းရောက်နေတဲ့အခါကာလမှာတိလရှိတဲ့ယဟန်တွေတောင်မှတခါတရံမှဘေးပယောကနှောက်ရတာကိုခံရတယ်ဆိုတာသိထားဖို့လိုပါတယ်နော်။ဖုံဖုံကြီးကျန်တော်ကခရိယံပါဗုဒ္ဓမဟုတ်ပါဘူး။ဒါပေမဲ့ဖုံဖုံပြောတာလေးတွေလေးစားမိတယ်ကျွန်တော်လို အမောင်သေးကလူတယောက်ကိုဖုံဖုံစားတဲ့ကြောင်းလောက်ပြန်ရဲလာ စိန်ခေါ်တာမဟုတ်ပါဘူးเนาะဖုံဖုံအာဘီကိုတွေ့ကျင်လို့ပါတဲ့ကောင်းပါပြီဥစဉ်ကလည်းပဲဘာသာအလုံးကို လေးစားပါတယ်เนาะဗုဒ္ဓဘာသာပဲဖြစ်ဖြစ် ခရစ်ယာန်ဘာသာပဲဖြစ်ဖြစ် အစ္စလမ်ဘာသာပဲဖြစ်ဖြစ် အခြားမိသည့်ဘာသာပဲဖြစ်ဖြစ်လူရယ်လို့ဖြစ်လာပြီဆိုရင်1မကောင်းမှုကိုရှောင်ပါ2ကောင်းမှုကိုဆောင်ပါ3စိတ်ကောင်းထားပါ4 အဲ့ဒီလိုမကောင်းမှုရှောင်ကောင်းမှုဆောင်စိတ်ကောင်းထားတဲ့ပုဂ္ဂိုလ်တွေဟာလူပိသားတဲ့ပုဂ္ဂိုလ်တွေဖြစ်ပါတယ်အဲ့ဒီလို လူပိသားတဲ့ပုဂ္ဂိုလ်တွေကို လူသားအလုံးကချစ်ခင်မြတ်လို့ကြပါတယ်ဤသည့်ဘာသာဝင်ပဲဖြစ်ဖြစ်မကောင်းမှုကိုမရှောင်ဘူးကောင်းမှုကိုလည်းမဆောင်ဘူးစိတ်ကောင်းလည်းမထားဘူးဆိုရင် လူမပိသားပါဘူးအဲ့ဒီလို လူမပိသားတဲ့လူတွေကိုဘယ်လိုလူမျိုးကမှ မချစ်ခင်မလေးစားကြပါဘူးเนาะဒါကြောင့်လူပိသားဖို့အတွက် မကောင်းမှုရှောင်ကောင်းမှုဆောင်ပြီးစိတ်ကောင်းထားဖို့လိုပါတယ်အခုဦးစင်းပြောတဲ့အထက်ထဲမှာဘာသာဆွဲတာတခုမှမပါပါဘူးเนาะလူရယ်လို့ဖြစ်လာပြီဆိုရင်ဒီသုံးချက်ကလူသားတိုင်းမှာ မရှိမဖြစ် ဖြစ်ကိုရှိရမယ့်အရာဖြစ်ပါတယ်အခုတကလေးလေးပဲအဲ့ဒီသုံးချက်နဲ့ညီအောင်ကြင်ကြံနေထိုင်နိုင်ပါစေလို့ဆုတောင်းပါတယ်เนาะဖုံဖုံဖယဝိပဿနာတရားအထုတ်ရင်ရနိုင်တဲ့အကျိုးကျေးဇူးများနဲ့ဒီဘဝမှာတရားထုတ်မရရင်နောက်ဘဝမှာရနိုင်ပါသလား ဖြေးချပေးတော်မူပါဖရာတဲ့။ညီညူမရှိတတိမမိတေနေ့တိပြန်မျက်လံကြောဆွဲမရှိပဲနှင့်တေလဲမတောင့်တင်းပုံနှံကင်း၍ချက်ချင်းနှက်ပြေမတ်ဖို့တီးသည်ပွားစီဝိပဿနာအကျိုးတည်ဆိုတဲ့အတိုင်းဝိပဿနာတရားအထုတ်တဲ့ပုဂ္ဂိုလ်တွေဟာ၁တေကံနီးမှညီညူမှုမရှိခြင်း၂တတိမမိခြင်း၃တေမိနေ့ကိုကြိုတည်ခြင်း၄တေကံနီးမှမျက်လံကြောဆွဲ မရှိခြင်း၅ တည်ပြီးသည့်နောက်ခန္ဓာကိုယ်မတောင့်တင်းခြင်း6တည်ပြီးတဲ့အခါမှာ အပုံနဲ့မထွက်ခြင်း9လက်ပြည့်တို့လာရောက်ရခြင်း8မက်ဖို့ကိုရရှိခြင်းဆိုတဲ့ကောင်းကျိုးရှင်မျိုးကိုရရှိစေပါれဒါဟာဝိပဿနာအာထုတ်တဲ့ပုဂ္ဂိုလ်များရရှိမိကောင်းကျိုးများပဲဖြစ်ပါれဝိပဿနာတရားအာထုတ်တဲ့ပုဂ္ဂိုလ်ဟာဒီဘဝမှာဝိပဿနာအာထုတ်လို့တရားထူးတရားမြတ်မရဘူးဆိုရင်ဒီဘဝမှာဝိပဿနာတရားအာထုတ်လိုက်တဲ့အကြောင်းတရားဟာ နောင်ဘဝမှာတရားထုတရားမြတ်ရဖို့ပါရမီဖြစ်သွားတဲ့အတွက်ကြောင့်နောင်ဘဝမှာတရားထုတရားမြတ်ရရှိနိုင်ပါတယ်။အရှင်ဖေယဥမတောက်မှသီလစောင့်နိုင်ပါလား။သီလစောင့်မှဥမတောက်မှဖေယ။တပည့်တော်သိတာကတော့ဥမတောက်မှသီလစောင့်နိုင်မယ်ဆိုတာကိုပဲသိတာပါဖေယတဲ့။ဥမတောက်မှသီလစောင့်နိုင်မယ်ဆိုတဲ့စကားက ုသူလို့ရမှာကို ပြင်းတဲ့သူတွေပြောတဲ့စကားဖြစ်ပါတယ်။သီလဆိုတာ၅ပါးသီလ၊၈ပါးသီလ၊၉ပါးသီလ၊၁ပါးသီလစသည်ဖြင့်အရေးအတွက်အားဖြင့်များပြတော်လဲပဲအရင်စစ်လိုက်မယ်ဆိုရင် ကိုနဲ့နှုတ်နှမျိုးထဲကိုပဲထိန်းရတာပါ။ဥမတောင်းဖို့အတွက် စီဝါရေးလုပ်တဲ့နေရာမှာနှုတ်ကမဟုတ်တာမပြောဘူးဆိုရင်နှုတ်နဲ့ပတ်သက်တဲ့သီလကိုထိန်းသိမ်းပြီးသွားပါပြီ။ သူတစ်ပါးကိုထိခိုက်စေတဲ့အရာမျိုးသူတစ်ပါးကိုပျက်စီးစေတဲ့အရာမျိုးကိုမလုပ်ဘူးဆိုရင် ကိုယ်နဲ့ပတ်သက်တဲ့သီလကို ထိမ့်သိမ်းပြီးသားပါပြီအဲ့ဒီလိုနှုတ်နဲ့ကိုယ်နဲ့ကိုထိမ့်သိမ်းတာကိုပဲသီလလို့ခေါ်တာပါဦးမတောင်းဖို့အတွက်စီဝါရေးလုပ်တဲ့နေရာမှာတောင်းကိုယ်နဲ့နှုတ်ကိုထိမ့်သိမ်းစောင့်ရှောက်နိုင်ခြင်းမရှိဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာသူတစ်ပါးဤယုံကြည်မှုကိုရမှာမဟုတ်ပါဘူးသူတစ်ပါးဤယုံကြည်မှုကိုမရတဲ့သူဟာ ။ဥမကောက်ဖို့အတွက်စီဝါရေးလုပ်တဲ့နေရာမှာရက်တည်ဖို့ဆိုတာဟာဘလို့မှမဖြစ်နိုင်ပါဘူး။ဒါကြောင့်ဥမတောက်မှသီလဆောင်ရမှာမဟုတ်ပါဘူး။ဥမတောက်ဖို့အတွက်သီလဆောင်ရမှာပဲဖြစ်ပါလေ။အရှင်ဖရတတိတော်မထက်နေတဲ့နေရောက်ကြားကိုရှေခိုးကတော့ပြီးအိပ်ရင်တတိတော်မငရေကြီးပါသလားအရှင်ဖရတဲ့။တချို့ဥစဉ်ကိုမိကုံးလေးတွေမိတဲ့နေရာမှာ မေးရဲ့ကြီးပါသလားဆိုတဲ့အတုံးနှုံးလေးတွေပါတာတွေ့ရတယ်ဒီမှာလည်းတွေ့ရပါတယ်เนาะမေးရဲ့ဆိုတာကကြီးကျင်တိုင်းကြီးတဲ့အရာမဟုတ်ပါဘူးမေးရဲ့ကြီးတယ်ဆိုတာဟာအကုသို့ကြောင့်ကြီးတာပါလင်းယောက်ျားကိုရှ िख ူးကတော့ပြီးအိတ်တာဟာကုသို့ဖြစ်တဲ့အတွက်မေးရဲ့မကြီးပါဘူးเนาะကုဏဝုဒ္ဓဂုံအားဖြင့်ကြီးတဲ့ပုဂ္ဂိုလ်ဝရဝုဒ္ဓအသက်အရွယ်အားဖြင့်ကြီးတဲ့ပုဂ္ဂိုလ်ရယ်ဆိုပြီး ပုဂ္ဂိုလ်2မျိုးရှိပါတယ်ဂုဏဝုဒ္ဓဂုံအားဖြင့်ကြီးတဲ့ပုဂ္ဂိုလ်ဟာ ဝရဝုဒ္ဓအပတ်အရွယ်အားဖြင့်ကြီးတဲ့ပုဂ္ဂိုလ်ထက်မြတ်ပါတယ်မိမိကအသက်ကြီးပြီးလင်ယောက်ျားကအသက်ငယ်နေတော်လဲပဲလင်ယောက်ျားဆိုတာဟာမိမိကိုရှာဖွေကြွေးမွေးပြီးမိမိကိုစောင့်ရှောက်နေတဲ့ပုဂ္ဂိုလ်ဖြစ်တာကြောင့်ဂုံအားဖြင့်ကြီးမြတ်တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်ဒါကြောင့်လင်ယောက်ျားဟာအပတ်အရွယ်ငယ်နေတော်လဲပဲ မိမိထက်ဂုံအားဖြင့်ကြီးမြတ်တဲ့ပုဂ္ဂိုလ်ဖြစ်တာကြောင့်ရှ िख ိုးကတော့ကောင်းပါတယ်။ငရေမကြည့်ဘူးလို့မှတ်သားထားရမှာဖြစ်ပါတယ်။